We are you. Your radio. You are F. Your friend. မလင်းဖနက်တင်ရီယိုပရိသတ်များရှင် Morning Beast ကနေပြီးတော့တိုက်ရိုက်အသံလွှင့်နေရပါမြန်မာစံတော်ချိန်ကတော့မနက်10:00နာရီနဲ့14မိနစ်ရှိလိုနေပါပြီရှင်ထပ်တခု Morning Beast Live ကနေပြီးတော့ကျမရဲ့ကဏ္ဍကိုတင်ဆက်တော့မှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုတစ်ပတ်မှာဆိုလို့ရှင်တော့ Conscious Chicken Healthcare Center ကနေဒေါက်တာမြတ်မုံဦးနဲ့အတူတူလေရုညဉ့်ဉျံမှုဖြစ်တဲ့အခါမှာကျမရဲ့ပြဿနာရင်းနဲ့ဘလိုမျိုးဆောင်ရွက်ရှောင်ရမ်းနေနီးလန်းနေအကြောင်းကိုဂရုတိုက်ရိုက် Interviews ကောင်းဝိုင်းလေးစတင်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒေါက်တာရင်းမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့ထပ်တူဒီနေ့စ အပိုင်းဒီမှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရေဒူးညဉ့်မှုကပို့ပို့ပြီးတော့ဆိုးလာတယ်ဆိုပြီးတော့ပေါ့နော်သတင်းတွေလည်းတွေ့ရှိရတယ်ဆိုတော့လေဒူးညဉ့်မှုရဲ့နောက်ဆက်တွဲမှာဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာလေးရဲ့အတွက်ကိုဒီတစ်ပတ်မှာတော့ဆောင်ရွက်ဆောင်ရွက်အကြောင်းလေးကိုမေးမြန်းတင်ဆက်ပေးကြပါရစေ။ဟုတ်ကဲ့ပါဆောပထမအုပ်စုအနေနဲ့လေရုညဉ့်ညံမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးပြဿနာအနေနဲ့အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ယောဂရဲ့အဖြစ်များလာရပေါ့နော်ဆိုတော့ဘလို့ယောဂရဖြစ်လာနိုင်လဲဆိုတာကိုအရင်ဆုံးသိကြပါရစေဟုတ်ဟုတ်ကဲ့ပါ ဒီနေ့ဘောနော်ဆရာမတို့ဒီနှစ်စာပိုင်းမှာဆိုရင်ဘောနော်ပြီးတော့ဒီဖေဖော်ဝါရီလဆန်းပိုင်းမှာဘောနော်ဒီမြန်မာနိုင်ငံရဲ့လေတုညဉ့်ဉန်းမှုအကြောင်းဘောနော်သတင်းတွေထဲမှာတွေ့လာရတယ်ပြီးရခါကျတော့ဒီရန်ကုန်မြို့မှာဆိုရင်လည်းဘောနော်ဒီလေတုညဉ့်ဉန်းမှုအဆင့်ကဘာအဆင့်နှစ်လောက်ထိဖြစ်သွားတယ်ဘောနော်အဲ့ဒါသတင်းတွေမှာတွေ့ရတယ်ဘောနော်အဲ့တော့ဆရာမတို့အရင်ဆုံးအနေနဲ့လေတုညဉ့်ဉန်းခြင်းဆိုတာဘာလဲဘောနော်ပြီးတော့လေတုညဉ့်ဉန်းတာဘယ်လိုတိုင်းတာကြလဲဘယ်လိုအဆင့်တွေသတ်မှတ်ကြလဲဆိုတာလေးအရင်ရှင်းပြခြင်းပါတယ်ဟုတ်ကဲ့ပါရှင်လေတုညဉ့်ဉန်းနဲ့ဆိုတာလေအဲဟောဘောနော်ဒီဆရာမတို့ရဲ့အတွင်း အိမ်တွင်းပေါ့နော်အိမ်တွင်းအလုပ်ခွင်တွင်ပြင်ပပတ်ဝန်းကျင်နေမှာပေါ့နော်ဒီဓာတုဗေဒပစ္စည်းတွေရှိမယ်ပြီးတဲ့ခါကျတော့ဒီရုပ်ပိုင်းဆိုင်ရာတွေပေါ့နော်ဇီဝဗေဒပိုင်းဆိုင်ရာပစ္စည်းတွေပေါ့နော်ဒါတွေကဒီလေတုပေါ်မှာသွားပြီးတော့တက်ရောက်ညဉ့်ညံ့မှုရှိတဲ့အခါမှာဒါလေတုညဉ့်ညံ့ခြင်းဖြစ်ပေါ်တယ်ပေါ့နော်ဘလို့အရာဝတ္ထုလေးတွေပါဝင်လဲဆိုတော့ဆရာမတို့ဒီ particulate matter လို့ခေါ်တယ်မျက်စိနဲ့မမြင်ရတဲ့အမှုအမွှားလေးတွေပါမယ်ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေတွေအိုဇုန်ဓာတ်ငွေတွေ nitrogen dioxide ဒီ sulfur dioxide ဒါတွေကတော့ဒီအဖြစ်များစေတယ်ပေါ့နော်လေတုညဉ့်ညံ့ န်းခြင်းဖြစ်များစေတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့မှာဆိုရင်ဆရာမတို့ဒီလေထုညဉ့်ဉန်းတော့ဘာနဲ့တိုင်းလဲဆို air quality index ပေါ့လေထုအရေးသွေးပြညွှန်းကိန်းလို့ခေါ်တယ်ပေါ့နော်သူ့မှာဆိုရင်အယောင်လေးနဲ့ခွဲထားတယ်အစိမ်းရောင်ဆိုရင်တော့အကောင်းဆုံးအဆင့်ဖြစ်တယ်ပေါ့နော်ဒီအညွှန်းကိန်းနံပါတ်0ကနေ 350ထိရှိရပေါ့အဲ့ဒီချိန်นี่ဆိုတော့ကျန်းမာတဲ့ချိန်นี่ဖြစ်တယ်ဘယ်သူမှပေါ့နော်ယောဂမဖြစ်နိုင်ဘူး NDA မရှိနိုင်ဘူးပေါ့နောက်တစ်ဆင့်ရကြတော့အဝါရောင်ဆင့်ဖြစ်သွားပြီပေါ့နော်အဝါရောင်ဆိုရင်တော့51ကနေ100ကျားကိုပြောတယ်ပေါ့နော်အဲ့မှာဆိုရင်လေဒီလေတူးအည်သွေးရတော့ဒီလက်ခံလို့ရတဲ့အဆင့်ဖြစ်သေးတယ်ပေါ့နော်ဒီပုံမှန်မဟုတ်ဘဲနဲ့ပေါ့နော်အလွန်အမင်း sensitive ဖြစ်တယ်ပေါ့နော်တုံ့ပြန်မှု ပြင်းထန်တဲ့သူတွေကလွင်ကျန်တဲ့သူတွေကတော့ကျမကြီးထိခိုက်မှုမရှိနိုင်ဘူးပေါ့နောက်တစ်ဆင့်ကတော့လိမ်မောရောင်အဆင့်ရောက်သွားပြီပေါ့နော်အဲ့မှာဆိုရင်တော့သူကနံပါတ်101ကနေ150အထိပေါ့အဲ့မှာဆိုရင်တော့ sensitive group လို့ခေါ်အထိလွယ်ရှာတဲ့ group ဘယ်လိုလေးပါမလဲဆိုတော့ကလေးညင်ညင်လေးတွေတက်ကြီးရွယ်ဦးတွေပါမယ်ပြီးတော့ ကိုခံအားကျစင်းတဲ့သူတွေသူတို့ကတော့ဒီပေါ့နော်လေးလူညံ့ညံ့မှုနဲ့ဆိုင်နေတဲ့ကျမ်းမာရေးဆိုးကျိုးလေးတွေထိခိုက်နိုင်တယ်ပေါ့နော်အဲဒီပုံမှန်ကျမ်းမာရေးလူအနေနဲ့တော့ဖြစ်နိုင်ချင်နေတယ်ပေါ့နော်နောက်တစ်ဆင့်တက်သွားပြီဆိုရင်ဆံမတို့အနီရောင်ဆင်းရောက်သွားပြီသူက unhealthy ပေါ့နော်အဲဒီဆင်းကိုရောက်သွားတယ်အနီရောင်ဆင်းမှာဆိုရင်151ကနေ200ကျောက်ပြောတာဖြစ်တယ်အဲ့မှဆိုရင်တော့ဒီပုံမှန်ကျမ်းမာရေးလူတွေထဲကတချို့တလီရတော့ကျမ်းမာရေးဆိုင်ရာဆိုးကျိုးတွေခံစားရနိုင်တယ်ပေါ့ဒီခုနပြောခဲ့တဲ့ထိလွယ်ရှာလွယ်အုပ်စုဆိုရင်တော့ပို့ပြီးတော့ပြင်းထန်တဲ့ကျမ်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့နော်နောက်တစ်ဆင့်ဆိုရင်ဒီခရမ်းရောင်အဆင့် very unhealthy လို့ပြောကြရတယ်ပေါ့နော်အဲ့မှာဆိုရင်ဒီရန်ကုန်ကလည်းပေါ့နော်ဆရာမတို့ဒီအဆင့်နှစ်ဖြစ်သွားတာဒီ နံပါတ်200ကျော်ဟိုရောက်ရှိသွားတာပေါ့နော်201ကနေ300ကျော်ဟိုသူကပြောတာဖြစ်တယ်အဲ့မှာဆိုရင်တော့လူတိုင်းလူတိုင်းပေါ့နော်ဂျမိုင်းနဲ့ပတ်သက်တဲ့ဒီ NDA နောက်ဆက်တွဲစုကြူကြီးခံရနိုင်နေပေါ့နော်နောက်ဆုံးအစိုးဆုံးဆင်ရအညူရောင်ဆင်ဖြစ်တယ်သူက301ကနေပြီးတော့ပို့ပြီးတော့ဒီမြင့်သွားတယ်ပေါ့နော်အဲ့မှာဆိုရင်တော့အရေးပေါ့ဂျမိုင်းရဲ့ခြေနေတွေဖြစ်လာနိုင်နေပေါ့နော်ဟုတ်ပြီအဲဆင်မတို့ဒီလေးတူးညဉ့်ညံ့ညံ့ညောက်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာဘာတွေဖြစ်နိုင်လဲပေါ့ဆက်စားချင်းလေးတူးညဉ့်ညံ့တာကိုခံစားရတာတော့ချောင်းနေစိုးတယ်ပေါ့နော်ဒီအသက်ရှူလမ်းကြောင်းမှာဆိုရင်အဲ မဤမသားဖြစ်တယ်ရားလေးပေါ့နော်လေးချောင်းနာတယ်အဲ့လိုလေးတွေဖြစ်တယ်တဖြည်းဖြည်းနဲ့ဆင်မရို့ဟောပေါ့ဒီ ရင်ချက်တဲ့ပုံစံပေါ့နော်အဲအဲ့လိုမျိုးလေပြုံချင်းမျိုးရင်ကြီးချက်တယ်ပေါ့နော်အသက်ရှူရင်တရှူရှူမြည်တယ်ပြီးတော့အသက်ရှူမဝဘူးအသက်ရှူချက်တယ်ပေါ့ဒါ၄ဖြစ်တယ်အဲနောက်ဆက်တွဲအနေနဲ့ဆိုရင်ဆက်ပြီးတော့ပေါ့နော်ရင်ချက်တာအပြင်ဒီ COPD ပေါ့ Chronic Obstructive Pulmonary Disease လို့ခေါ်တယ်ပေါ့နော်နာတာရှိလေပြုံချင်းယောဂလည်းခံစားရနိုင်တယ်ပေါ့နော်ပြီးတော့အဲဒီအဆုတ်ကင်ဆာနဲ့ပတ်သက်လို့လည်းသူကဖြစ်နိုင်ခြေရှိရလို့ဆိုကြပါတယ်ရှင် ဟုတ်ကဲ့ပါဒါဆိုရင်ဆရာမရေထပ်ပြီးတော့သိစင်းတဲ့မိကွန်းလေးကတော့လေတွညဉ့်ဉဏ်မှုကြောင့်ပေါ့နော်နှလုံးနဲ့သွေးကြောဆိုင်ရာယောဂါတွေနဲ့လေဖြတ်တာနဲ့ကင်ဆာယောဂါတွေပေါ့နော်ဒါတွေကလေတွညဉ့်ဉဏ်ချင်းကြောင့်ဖြစ်ပေါ်လာနိုင်မှာတလားရှင်ဟုတ်ကဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးပေါ့နော် WHO ကဆိုရင်ဒီလေတွညဉ့်ဉဏ်ချင်းကြောင့်ဖြစ်နိုင်တဲ့ယောဂါတွေတော့ရာဂိုင်နှုန်းနဲ့ပေါ်ပြထားတယ်ပေါ့နော်ဒီကမ္ဘာပေါ်မှာတော့သူတို့ကနှစ်စင်ပေါ့နော်ဒီ 3.2 million ကနေ4.2 million ဆိုတော့ဟော၄သန်းနီးပါးလောက်ကလေတုညဉ့်ဉန်းချင်းနဲ့ဆက်ဆက်နေတယ်ပေါ့နော်လေတုညဉ့်ဉန်းချင်းရောက်ပြီးဆို ်ခြင်းနဲ့ဆက်ဆက်နေတယ်လို့ပြောကြတယ်ပေါ့နော်အဲ့မှာဆိုရင်ရာဂိုင်နှုန်းနဲ့ခွဲပြမယ်ဆိုရင်ဒီနှလုံးသွေးကြောခြင်းယောဂဆိုရင်32ရာဂိုင်နှုန်းပါတယ်ပေါ့နော် ပြီးတော့လေးထုညဉ့်ဉန်းခြင်းကြောင့်ဒီလေးဖြတ်တာအနေကကြတော့23ရာဂိုင်နှုန်းလောက်ဆက်ဆက်နေတယ်ပေါ့နော်နောက်တစ်ခုကကြဒီအဆုတ်ကန်ဆာကြတော့သူက6ရာဂိုင်နှုန်းမှာပါတယ်ပေါ့နော်အဲ့တော့လေးထုညဉ့်ဉန်းမှုကြောင့်ဒီနှလုံးသွေးကြောခြင်းနာတို့လေးဖြတ်တာတို့ကန်ဆာတို့ဖြစ်နိုင်လားဆိုတော့ဆက်ဆက်မှုရှိပါတယ်လို့ဖြေပြရပါမယ်နော် ဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့ကြာတော့ဒီလေတုညံမွာကခုနပြောခဲ့သလိုကဘာစင်းနှစ်နေရာထီအောင်ရှိခဲ့ရဆိုတော့မမြင်နိုင်တဲ့အမှုံမွားတွေကြောင့်ကာလာကြတဲ့ဒီချောင်းဆိုးတာတွေကလည်းအဖြစ်များလာတယ်လို့လည်းသိရတယ်ဆိုတော့အဲဆီယမားရိုစီမာရောမေးတာတွေကပေါ့ဒီလိုကာလာကြာတဲ့ပေါ့နော်ချောင်းဆိုးမှုတွေမေးတာတွေများလာပေါ့နော်ဖုန်းဆက်တဲ့အခါမှာပြီးတော့တခြားချောင်းဆိုးရဲ့ပုံစံလက္ခဏာတွေကရောဘာလေးတွေရှိလာနိုင်လဲဆိုတာလည်းဆီယမားဖြည့်ပေးပါအောင်ရှင်ဟုတ် ဟုတ်ကဲ့ရှင်အရင်ဆုံးပေါ့နော်ဒီချောင်းဆိုးတဲ့လက္ခဏာဘာတွေကွာလဲဆိုတာဟိုအရင်ဖြည့်ပြီးလိုက်မယ်ပေါ့နော်အဲဘာတွေကွာလဲဆိုချောင်းဆိုးတာတော့ဆင်မတို့အဓိကဟောပေါ့ချောင်းကြောက်ဆိုးလားတလိပ်ပါလားပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ယောဂရာဆိုမြင်ရပေါ့နော်ဒီမှာကြောက်လေးတူးညဉ့်ညံ့ညံ့ညောက်ချောင်းဆိုးတဲ့ပုံစံတော့များသောအားဖြင့်ဒီဓမ္မတဲ့တဲ့ပုံစံပေါ့နော်အလာကြီးဖြစ်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ချောင်းကြောက်ဖြစ်တာများတယ်ပေါ့နောက်ဆက်တွဲဒီဘက်တီးရီးယားပိုးပါဝင်နေဆိုတော့တလိပ်တွေပါလာနိုင်တာပေါ့နော်အဲ့လိုပုံစံလေးလက္ခဏာတော့အဲ့လိုမျိုးပဲ ုံမှန်ချောင်းဆူတာနေတော့တိတ်မကွာချဘူးပေါ့နော်။ဟုတ်ပြီအဲ့ဒါဆိုနန္ဒာရှိချောင်းဆူတာကြီးကဘာတွေဖြစ်နိုင်လဲဆိုဆရာမတို့ post nasal drip ပေါ့နော်။နှာရည်ယူတာပေါ့နော်။နှာရည်ယူတဲ့ခါကျရင်ဆရာမတို့ဒီနှာခေါင်းဒါမှမဟုတ်ရင်ဒီ sinus လို့ခေါ်တယ်ပေါ့နော်။ဒီ ဦးကောက်ခွန်မရှိအပေါင်းကြီးသေးသေးလေးရနေပြီးတော့ဗောနော်ဒီအချွဲရည်တွေဗောနော်အလွန်အကျွံထွက်လာတဲ့ခါကျတော့အဲ့ဒီအရည်တွေကနေဆံမတို့ရဲ့ဒီလေချောင်း ပြန်ပြီးတော့ဆင်းလာတဲ့ခါကျတော့ဗောနော်ဒီလေချောင်းရားရံပြီးတော့ချောင်းနေဆိုးလာတာဖြစ်တယ်ဗောနော်ပြီးတဲ့ခါကျတော့ဒီအက်စမာဗောနော်အဲရင်ကျက်တာဆိုရင်လေဆံမတို့ဒီလိုချောင်းနာတာရှိချောင်းဆိုးတာမျိုးဖြစ်တယ်ဗောနော်နောက်တစ်ခုကကြီးရောက်ဒီလိုတည်ကြတဲ့အစာချင်းရည်ပြန်တဲ့ယောဂါဗောနော်အက်စစ်ကဆိုရင်ဆံမတို့ရဲ့ဒီအစာမျိုးပြုံးကမလုံဘူးဗောသူ့ရဲ့ကြွက်သားလေးတွေမလုံတဲ့ခါကျတော့ အစစ်ကအပေါ်ပြန်ပြီးတော့တက်တဲ့ခါကျတော့လေချောင်းသွားပြီးတော့ပူစီတယ်ပေါ့နော်ချောင်းကြီးဆူစီတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီအဆုံနဲ့ပတ်သက်တဲ့ပိုးဝင်တဲ့ယောဂတွေပေါ့နမိုနီးယားတို့လို့အဆုပ်ရောက်လာရဆိုလဲနာတာရှိချောင်းဆူတာတွေဖြစ်တယ်ရှေ့မှာပြောသွားတဲ့ COPD တို့ပေါ့နော်နာတာရှိလေပြွန်ခြင်းတဲ့ယောဂတွေမှာဆိုလဲဒီနာတာရှိချောင်းဆူတာတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့သွေးတိုးတဲ့သူတွေမှာတောက်တဲ့ဆီးပေါ့နော်သွေးကြဆီးပေါ့နော်ဒီ ECE inhibitor လို့ခေါ်ရစီဒါကြီးကလည်းဒီညာသာရှိချောင်းဆိုးခြင်းကိုဖြစ်ခံစားရစီတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာမအဲ့တော့ဒါလေတို့လူငယ်မှုကြောင့်ပေါ့နော်ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လိုက်တဲ့ယောဂတွေကတော့တော်တော်လေးကိုမှများတယ်ဆိုတာတော့ဆရာမရဲ့အဖြေအရသိလိုက်ရပါပြီရှင်ပြီးတော့ဆရာမကုနာတော့ဖြေသွားတဲ့အတိုင်းပါပဲပေါ့နော်ကလေးငယ်တွေနဲ့တကြီးရွယ်တွေမှာလည်းလေတို့ညီညာမှုကြောင့်မလို့ပေါ့နော်ကျန်းမာရေးပြဿနာလေးကြီးရှိလာနိုင်နေဆိုတော့ဘယ်လိုမျိုးပြဿနာလေးကြီးကျန်းမာရေးပြဿနာလေးကြီးဖြစ်ပေါ်လာနိုင်လာလဲဆိုတာလည်းသိပြရစီနော် ဟုတ်ဟုတ်ကဲ့ပါရှင်အဲဆမတို့အဲရှေ့မှာပြောသွားသလိုပဲเนาะထိလွယ်ရှားလွယ်အောင်စုပေါ့ဒီကလေးငယ်ဒီတကြီးရွယ်ဦးဒီပါအကူခံအကြဆင်းတဲ့သူဒီပါပဲပေါ့เนาะသူတို့ဒီဘလူယောဂာကြီးဖြစ်လာနိုင်လဲဆိုတော့အသက်ငယ်တဲ့ကလေးဒီမှာဆိုရင်ပေါ့เนาะအဆုတ်နဲ့ပတ်သက်တာပေါ့သူကအဆုတ်ကောင်းကောင်းမဖွံ့ဖြိုးသေးဘူးပေါ့เนาะအဲ့အချိန်မှာလေတုညဉ့်ညမ်းတာကိုခံစားရတဲ့ခါကျတော့ဒီအဆုတ်နဲ့ပတ်သက်တဲ့ဒီလုပ်ငန်းဆောင်တာ function တွေပေါ့เนาะအဲ့ဒါတွေကလည်းချုပ်တဲ့မှုတွေဖြစ်လာတယ်ပေါ့เนาะနောက်ဆက်တွဲအနည်းနဲ့ဆိုရင်နာတာရှိပေါ့เนาะဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂာကြီးခံစားရနိုင်တယ် ပေါ့နော်ပြီးတော့ဒီရင်ကျက်တာတွေလေးပြုံရောင်းတာတွေပေါ့နော်အသက်ရှူကျက်တာတွေဒါတွေခံစားရနိုင်တယ်ပြီးတဲ့ခါကျဓာတ်မတည့်ခြင်းတွေပေါ့နော်အဲဒီတခုခုပေါ့နော်လေးလေးညံ့ညမ်းတာပဲဖြစ်ဖြစ်တခုခုရှူလိုက်မိတာပဲဖြစ်ဖြစ်ပေါ့နော်သူကဆိုရင်အလွယ်တကူပေါ့နော်ရားရံတယ်ဒီအဖူပိန်တွေထားတယ်ကျက်တယ်ပေါ့နော်အဲ့လိုလက္ခဏာလေးသွားနိုင်တယ်ပေါ့တက်ကြီးရွယ်ဘိုင်းကျတော့ဒီ နှလုံးမှဆိုရင်ကျွန်တော်တို့နှလုံးသွေးကြောကျင်းတာတွေရှိမယ်ပေါ့နှလုံးခုန်မှုမှန်တာတွေရှိမယ်ပြီးတဲ့ခါကျတော့လေးဖြတ်တာတွေခံစားရနိုင်ပြီပြီးတဲ့ခါကျတော့ဒီအဆုံမှာရှေ့လျပြောသွားသလိုပေါ့နတ်တာရှိလေးပြွန်ချင်းတဲ့ယောဂ ਈ ရှိနိုင်တယ်ပေါ့နော်ပြီးတော့ဒီမှန်ညံပိုင်းဆိုင်ရာလည်းချွေရွမှုတွေပေါ့နော်ဒီ30မီတာတိုင်းလည်းဆက်ဆက်မှုရှိပါရဲ့ရှင်ဟုတ်ကဲ့ပါဆရာ ဆိုတော့ကဲနောက်ထပ်ပေါ့နော်ပထမမိုင်းလေးရဲ့နောက်ဆုံးမိကွန်းလေးအနေနဲ့လေရွညဉ့်ညံမှုကြောင့်ကိုဝင်ဆောင်မိခင်နေပေါ်မှာရောတရေသားတွေပေါ်မှာဘလို့တက်ရောက်မှုတွေရှိလာနိုင်လဲဆိုတာလည်းသိချင်ပါရဲ့ရှင့် ုတ်ကဲ့ပါရှင်ကိုဝန်ဆောင်မိခင်ကတော့လူကြီးဆိုအရှိမပြောသွားတဲ့လေလူညံ့ညံ့ဖြစ်တဲ့ယောဂတွေပေါ့နော်ခံစားရနိုင်နေပေါ့နော်ဒါအပြင်ပေါ့နော်သူကဒီကိုဝန်ဆောင်ကာလမှာဖြစ်တဲ့စီဂျူယောဂတို့ဒီကိုဝန်ဆောင်သွေးတူတို့ပေါ့နော်ဒီသွေးကိုဝန်စိတ်တက်တာတို့ပေါ့နော်ဒါတွေကိုခံစားရနိုင်ခြင်းများပါရှင်ဟုတ်နောက်ကလေးတွေအနေနဲ့ဆိုရင်လည်းအလိုပေါဝင်ပြည့်လာမစီတဲ့ကလေးလေးတွေမွေးတာပေါ့နော်ပြီးတော့သူရဲ့အဆုတ် ဖွံ့ဖြိုးမှုတွေအားနေတာပေါ့အစိုးရ function တွေပေါ့နော် လုပ်ငန်းစဉ်တွေချို့တက်မှုဖြစ်တာတွေပေါ့နော်ဒါတွေခန်းစားရနိုင်ပါရှင့်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဆိုတော့ပေါ့နော်လေတို့ညဉ့်ညံ့မှုကြောင့်မလို့အခုဆိုရင်တော့တော်တော်လေးကိုမှလေတို့ညဉ့်ညံ့တာဟာ QSM အထက်မှာပါပါတယ်နောက်ပိုင်းမှာလည်းထပ်တို့တွေပေါ့နော်ဆက်လက်ပြီးတော့ဘယ်လိုမျိုးကျန်းမာရေးကိုဒါထိခိုက်မှုရှိစီလဲဘယ်လိုယောဂတွေဖြစ်စီလဲဘယ်လိုကာကွယ်ရမလဲဆောင်ရွက်ရှောင်ရွက်အချက်လေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် မြန်မာစံတော်ချိန်ကတော့မနက်09:28မိနစ်ပါမလီယဖန်နဲ့ Tin Radio ပရိသတ်များရှင့် Morning Beast ကနေပြီးတော့ကျန်းမာရေးကဏ္ဍကိုတိုက်ရိုက်တင်ဆက်နေရပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ထက်တိုရီခွန်ရှိရှိခွန် Hacker Center ကဒေါက်တာမြတ်မုံဦးနဲ့တူတူလေးလူညီညီမှုဖြစ်စေတဲ့အခါမှာပေါ့နော်ကျန်းမာရေးအတွက်ကိုဘယ်လိုမျိုးထိခိုက်စေနိုင်တယ်လဲဆောင်းရွှေရှောင်းရဲ့အချက်တွေကိုတိုက်ရိုက် Interview စကောင်းဝိုင်းလေးဆက်လက်ပြီးတော့တင်ဆက်မှာပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါဆိုတော့ဆရာမကိုနောက်ထပ်မေးချင်တဲ့မေးခွန်းလေးကတော့အခုလေတွညဉ့်မှုကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ကျန်းမာရေးအပေါ်မှာဘယ်လိုမျိုးတွေတက်ရောက်မှုရှိစေနိုင်လဲဆိုတာလေးလည်းသိချင်ပါတယ်ရှင့် ဟုတ်ကဲ့ပါဒီပြီးခဲ့တဲ့ပေါ့နော်သူတေသနာလေးလာချက်တည်းအရာဆိုရင်ပေါ့လေးလူညဉ့်ဉန်းခြင်းအရာဆိုရင်ဒီစိတ်ဖိစီးမှုတွေပေါ့နော်စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုတွေပြီးတဲ့အခါကျတော့ဒီတတိမိတာတွေအဲဆိုင်မာတို့လိုယောဂတွေစိတ်ကြယောဂတွေဆက်ဆက်မှုရှိတာကိုတွေ့ရပါတယ်တဲ့ပြီးတဲ့အခါကျတော့ဒီအမေရိကန်တို့ဒန်မတ်တို့မှာလည်းပေါ့နော်ဒီလေးလူညဉ့်ဉန်းမှုခံစားရတဲ့သူတွေကိုသူတို့လေးလာခဲ့တဲ့အခါမှာစိတ်ကြယောဂတွေပေါ့စိတ်ကစင်ကြေအားဖြစ်တာတွေစိတ်အတက်အကျဖြစ်တဲ့ဘိုက်ပိုလာယောဂတွေပေါ့နော်ပြီးတော့ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာပေါ့မှုမှန်မှု တွေပေါ့နော်ဒါရင်းနဲ့ဆက်ဆက်မှုရှိရလို့သူတို့ဆိုကြပါတယ်ပေါ့နော်ပြီးတော့ဒီလေးထုညဉ့်ဉဏ်မှုခံစားရသူတယောက်ကပေါ့နော်သူ့ရဲ့အုံနောက်ထဲမှာဆိုရင်နဲ့စိတ်ခံစားမှုကိုထိန်းချုပ်တဲ့အပိုင်းမှာပေါ့နော်သူကအားနေချက်ရှိလာတယ်ပေါ့နော်အဲ့ခါကျသူကစိုးရင်ပူပန်မှုတွေများတယ်စိတ်ကြမှုတွေများတယ်ပေါ့နော်ဒီတုညဉ့်ဉဏ်မှုမခံစားရသူတစ်ဆန်သူတို့ကဒါမျိုးတွေဖြစ်နိုင်ချေပူများပါတယ်ပေါ့နော်ပြီးတဲ့ခါကျဒီကလေးတွေအရွယ်ရောက်စလူငယ်တွေပေါ့နော်သူတို့ဆိုရင်လေဒီဒီအုံနောက်ဖုံပြမှုဘိုင်းမှာသွားပြီးတော့တက်ရောက်မှုရှိရလို့တွေ့ရပါတယ် ဟုတ်ကဲ့ပါရှင်အဲ့တော့ဆင်မိုက်လေတွညံမှုကြောင့်ပေါ့နော်ဒါထထွေမျက်စိနဲ့ဒါအရေးပြားဆိုင်ရာပေါ့နော်အဲ့ဒီမှာရောသွားပြီးတော့ကျန်းမာရေးပြဿနာလေးရောရှိလာနိုင်မလားရှင်ဟုတ်ကဲ့ပါသူကပေါ့ဒီမျက်စိနဲ့အရေးပြားပိုင်းဆိုရင်မရှိမှပြောသွားတယ်ဓမ္မတဲတဲ့ပုံစံလက္ခဏာတွေနဲ့လာတတ်တယ်ပေါ့နော်အဲအသေးစိတ်သွားမယ်ဆိုရင်တော့ဆင်မတို့ဒီအရေးပြားမှာဆိုဘယ်လိုမျိုးသွားမလဲဆိုတော့ဒီပေါ့နော်မတန်ရှင်းတဲ့အရာတွေပေါ့နော်နဲ့ထိတွေ့မှုဖြစ်သွားတဲ့ခါကျတော့ဝက်ချံဒီ ပေါက်လာတယ်ပေါ့နော်။ပြီးတဲ့ခါကျတော့ဒီအရေပြားဆိုလဲ sensitive ဖြစ်လာရရတဲ့ပေါ့နော်။နီးရန်နီးရန်လာတယ်ရောက်လာတယ်အဲ့လိုပုံစံမျိုးလာတယ်ပြီးတော့အရွယ်မတိုင်ခင်အိုမင်းရင်ရောတာမျိုးတွေခံစားရတယ်ပေါ့နော်။ဓာတ်မတည့်တဲ့နှင်းကူလို့ပေါ့နော်။ဒါမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့။မျက်စိဆိုလဲဆံမတော်ဒီရားမေရောနီးမေမျက်စိနာမေပေါ့နော်။ပြီးတော့မျက်စိပူပူဆက်တာမျိုးတွေခံစားရနိုင်တယ်မျက်လုံးခြောက်တယ်ပေါ့နော်။ပြီးတဲ့ခါကျတော့မျက်စိမှာလဲအဲ allergic ပုံစံမျိုးပေါ့နော်။ရားတယ်မျက်ရည်ကျတယ်နီးတယ်ပေါ့နော်။ လိုလက္ခဏာတွေဖြစ်နိုင်နေပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်တစ်ခုကလည်းတည်ကျင်တာကတို့တွေဒီပြဿနာရပြီးရခါမှာကိုခံအားစနစ်ပေါ့နော်အဲလေလူညမှုကဒီကိုခံအားစနစ်ကိုအနှောက်အယှက်ဖြစ်လာမှာလားရေရှည်မှာရောဒီလိုကိုခံအားစနစ်ဖြစ်တယ်ဆိုရင်ကျန်းမာရေးဆိုကြတွေကဘာအများရှိလာနိုင်မလဲဆိုတာလည်းဆရာမဖြစ်ပြပါအောင်ရှင့် ဟုတ်ကဲ့ပါရှင်ဒီဟိုပါဗောနော်အဲဆီယမတို့ရဲ့ဒီကိုခန်းအားစနစ်ကိုလည်းဗောနော်လေးလူညဉ့်ညံ့ချင်သွားပြီးတော့တက်ရောက်မှုရှိရဗောနော်တက်ရောက်တဲ့အခါမှာအရင်ဆုံးအနေနဲ့ဆိုရင်ဆီယမတို့ဒီရောင်ရမ်းခြင်းဖြစ်စီတဲ့ cytokine ဓာတ်တွေထွက်လာတယ်ဗောနော်အဲဆိုရင်ဒီလူခန္ဓာကိုယ်မှာဆိုရင်နတ္တာရှိ ရောင်ရမ်းခြင်းတွေဖြစ်လာတယ်ဗောနော်ပြီးတဲ့အခါကျတော့ဒီကိုခန်းအားဆဲဗောနော်အဲ့ဒါတွေကိုသူကသွားပြီးတော့လုပ်ငန်းဆောင်တာတွေသွားပြီးတော့သူကထိခိုက်တယ်ဗောနော်ဘယ်လိုမျိုးလဲဆိုပြန်ရေကျော်မှရှိဟိုသွားပြီးတော့ဗောနော်ဒီအမုံတွေဗောနော်လေးလူညဉ့်ညံ့ချင်းဖြစ်စီတဲ့အမုံ နဲ့သွားပြီးတော့စုသွားတဲ့ခါကျတော့သူကပေါ့နော်ဒီကိုခန့်အားနဲ့ပတ်သက်လို့ပေါ့နော်စောင့်ကြည့်တဲ့နေရာမှာပေါ့နော်ချုံယွန်းချက်တွေဖြစ်စာစီတယ်နောက်တစ်ခုကတော့ allergic ပေါ့နော်ဒီကိုအလွန်အမင်းပေါ့နော်ဒီတုံ့ပြန်နေပေါ့နော်တုံ့ပြန်တဲ့ခါကျတော့ဒီ allergic ပုံစံဒီရင်ကျက်တာတွေဖြစ်တယ်ပေါ့နော်နောက် autoimmune disease ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကနေကိုခန္ဓာအနေပြီးကိုယ့်ရဲ့ခန္ဓာကိုယ်ပြန်ပြတိုက်ခိုက်တဲ့ယောဂါတွေပေါ့နော်ဒါတွေဖြစ်နိုင်နေပေါ့နော် အဲ့ဆိုလို့ရှိရင်ဆံမပြောသွားတဲ့အထက်မှာဆိုရင်ထထတော်တော်များများကတော့ပေါ့နော်လေတုညဉ့်ညံ့မှုကြောင့်မလို့ထထရဲ့ခန္ဓာကိုယ်ကိုထိခိုက်စေရပြီးတော့ယောဂလက္ခဏာတွေလည်းတော်တော်များတယ်ပေါ့နော်အဲ့တော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအပြင်တခြားဖြစ်ပေါ်လာနိုင်တဲ့ယောဂတွေကိုလည်းပေါ့နော်ထထူကကြိုတင်ကွယ်ကုသမှာဆိုတော့ပေါ့နော်ဒီလိုမျိုးဖြစ်လာနိုင်မဲ့ကျန်းမာရေးပြဿနာတွေကိုထထူဘလို့စောင့်ကြည့်ပြီးတော့စစ်ဆေးနိုင်မလဲပြီးတော့အခုလေတုညဉ့်ညံ့ခြင်းကာလဆိုပေမဲ့အပြင်ကိုမဖြစ်မနေထွက်ရတဲ့သူတွေလည်းရှိရလေဆိုတော့အပြင်ထွက်ရတဲ့သူတွေရောအိမ်မှာပဲနေရတဲ့သူတွေရောပေါ့နော်ဒီလို လိုမျိုးလေရုညဉ့်ညနာကိုကိုဘကနေပြီးတော့ပေါ့နော်ကာကွယ်ဖို့အတွက်ကိုစောင့်ရှောက်ရအချက်ကလေးကိုဆက်မနေပြီးတော့ရှင်းပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါရှင်အရင်ဆုံးပေါ့နော်ဒီလေထုညဉ့်ညမ်းခြင်းကိုဘယ်လိုသိနိုင်မလဲဆိုတော့ရှေ့မှာပြောသွားခဲ့တယ် air quality index ပေါ့နော်လေထုအရေးသွေးပြညုံကိန်းကိုကျွန်တော်တို့ဒီသတင်းတွေပေါ့နော် internet တွေကနေစောင့်ကြည့်မယ်ပေါ့နော်အဲကဲလို့ကိုယ့်ရဲ့ဒီဟောပေါ့နော်ကိုမျိုးမှာရှိတဲ့ဒီလေထုအခြေအနေရာဆိုရင်သူကဒီလိုမျိုးပေါ့နော်အနီရောင်တို့ခရမ်းရောင်တို့အဆင်ရောက်နေလေဆိုရင်တော့အန္တရာယ်ရှိတယ်ပေါ့နော်ဖြစ်နိုင်ရင်တော့မသွားနဲ့ပေါ့နော်ဟုတ်ကဲ့မသွားဘဲနဲ့နေအိမ်မှာနေရတော့စိတ်ချရတာပေါ့နော်ဒါမဲ့ဘလို့မှမတတ်နိုင်ဘူးပေါ့နော်အဲသွားရမယ့်အခြေအနေမျိုးရောက်တယ်ဆိုရင်တော့စိတ်ချအောင် ျွန်မတို့ဒီ mask ပေါ့နှာခေါင်းစည်းတက်မယ်နှာခေါင်းစည်းတက်တဲ့နေရာမှာလဲပေါ့နော်စိတ်ချရတာတော့ N95 တို့ N99 တို့ပေါ့နော်အဲဒီမျိုးစားတွေอ่ะဆိုရင်တော့စိတ်ချရတယ်ပေါ့နော်နောက်တစ်ခုကဒီမျက်စိကိုလည်းကျွန်မတို့ဒီအမုံမွားတွေပေါ့နော်ဒီမဝင်အောင်လို့ဆိုရင်ဒီနေကမျက်မှန်ဖြစ်နိုင်ဟိုသွားမယ်ပေါ့နော်အဲပြီးတဲ့ခါကျတော့ကျွန်မတို့ဒီဟောပေါ့နော်ဒီဘက်ရှူလမ်းကြောင်းပိုင်းကဆိုင်ရာနဲ့ပတ်သက်လို့ဆိုရင်တော့ ဒီဆေးလေးတောက်တာတွေရှောင်းမယ်ပေါ့နော်ပြီးရခါကျကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်မှာလည်းပေါ့နော်ဒီဆေးလေးတောက်တဲ့သူတွေအဲမရှိအောင်လို့ပေါ့နော်အသိပညာပေးတာတွေပြောပြတာတွေလုပ်ရမှာပေါ့နော်နောက်တစ်ခုကကျတော့ဆင်မတို့ဒီဟိုပေါ့နော်ဒီလောင်စာတွေကထွက်တယ်ပေါ့နော်ဒီတက်စီဒီမိကုံးငွေတွေကထွက်တယ်ပေါ့နော်အဲဒါဆိုတော့ဖြစ်နိုင်ရင်တော့ပေါ့နော်ကိုပိုင်ကားနဲ့သွားတာတည်းအများသုံးရင်ဒီအသုံးပြုတာမျိုးတွေပေါ့နော်နီနီနန်းနန်းနေရဆိုလဲစပိန်တို့အဲမန်ရှောက်သွားတာမျိုးပေါ့နော်ဒါတွေကပို့ပြီးတော့ကောင်းမွန်နေပေါ့နော်ပြီးရခါကျတော့အဲ ဲလေ့ကျင့်ကလုပ်ချင်တဲ့သူတွေပေါ့လေ့ကျင့်ကလုပ်ဖြစ်နေတဲ့လူတွေကြတော့ဆံမတို့မနေ့ပိုင်းတို့ညနေပိုင်းတို့ဆိုလေတူးညဉ့်ညံတာအမြင့်မားဆုံးချိန်ဖြစ်တယ်ပေါ့အဲဒါကြောင့်ဖြစ်နိုင်တော့အိမ်မှာပဲပေါ့နော်လေ့ကျင့်ကလောက်တာလေးကြီးလှုပ်ဆောင်တင်နေပေါ့နော်နောက်တစ်ခုကတော့ဒီဟိုပါပေါ့ရေဓာတ်လည်းအရေးကြီးတယ်ပေါ့နော်ဆရာမတို့ရေဓာတ်လည်းပြပြဟိုပါဖြည့်တင်သွားလေးရာနေရမှာပေါ့နော်ဆရာမတို့ဒီရေဘူးလေးဆောင်သွားလိုက်မယ်ပေါ့နော်အဲပြီးတော့အဲရင်ကျက်တတ်တဲ့သူမျိုးနာတာရှိအဆုတ်ရောဂါရှိတဲ့သူမျိုးဆိုရင်တော့အပြင်ထွက်တဲ့ခါကျရင်အဲဒီကိုရှူနေရရှူစည်းလေးကိုဆောင်သွားမယ်ပေါ့နော် ။အော်ဟုတ်ကဲ့။အဲ့လိုမျိုးတွေဆောင်ပါမှာပြီးတော့ဆင်မထက်တူတွေပေါ့နော်။အခုဒီရပိုင်းလေးတွေမှာဆိုလို့ရှိရင်လေလေလူညဏဖြစ်လာတာဆိုတော့ဒီထက်တူကြတော့အဲထက်တူအလုတ်သွားရတာရှိတယ်နော်။ကြောင်းသွားရတာရှိတယ်။ယုံသွားရတာရှိအပြင်ကတော့ထွားရတာပေါ့နော်။အဲ့တော့ဆင်မပြောသလို mask လေးတွေတေချာတက်ရမယ်။ပြီးတော့ mask မှာဆိုလို့ရှိရင်လေဆင်မမနေ့တခုညနေတခုတုံးတာအကောင်းဆုံးပဲထင်တယ်နော်။အဲဟိုထက်ရဲ့အမြင်ပေါ့နော်။ဒါကတော့ဒီတိုင်းပဲပြောတာပေါ့နော်။ဒီ mask တခုတွေကိုထက်တူတစ်နေ့လုံးထက်ခါထက်ခါအသုံးပြုနေရတဲ့ဒါဥမာယုံသွားတာတခုယုံပြ င်တာတခုပေါ့နော်ဒါမျိုးလေးတွေသုံးတာကလည်းပို့ပြီးတော့ထဲတို့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကျွန်မကြီးတော်တော်ယူဆပါတယ်အဲဆိုရင် mask ကတော့ကျွန်မကကုသပြောသလားလို့မျိုးပေါ့နော်ဘလို့အဆင်ရှိရဲ့ N95 တို့ N94 နော်99နော်အဲ့ဒါကြောင့်မလို့ထဲတို့တရားလေးစောင့်ထားရမှာပဲဖြစ်ပါတယ်နော်ဟုတ်ကဲ့ရှင်ဟုတ်ပါရှင်ဟုတ်ကဲ့ပါရှင်ကုနာပြောလို့ပဲအဲဒါအများသုံးရင်သုံးတာတော့ short ချတဲ့ဟာတွေပေါ့နော်လေရူးညဉ့်ညံ short ချဆိုတော့တချို့ကြလည်းအမိုက်မီရှိုးတဲ့ဟာမျိုးလေးလေးတွေကလည်းရှိနေရပေါ့ဆရာမရဲ့ဆိုတော့ထပ်ပြီးတော့ဘလို့ short ချလို့ရအောင်မလဲပေါ့နော်ဆရာမဟုတ်ကဲ့ပါရှင်ဟုတ် ဟုတ်အဲ့မှာဆိုရင်တော့ဆီမတို့ဒီဟိုပါဗောနော်ဒီ transport ဘိုင်းပေါ့ဆီမတို့ဒီသွားလာတဲ့အခါမှာတော့ရှေ့မှာပြောခဲ့သလိုပဲဗောနော်ဒီတက်နိုင်နေဆိုရင်တော့အများသုံးရင်သုံးမယ်ဗောနော်ပြီးတော့လမ်းလျှောက်သွားတာလေးဒီစပိန်စီတာလေးတွေဗောနော်အတိတ်ကသွားမယ်ဗောနော်ပြီးတဲ့အခါလေးလူညဉ့်ညံ့ချင်းဖြစ်စီတဲ့လောင်စာအစားဗောနော်တခြားနီလန်းနဲ့ဗောနော်ဒီစွိုင်းရင်ဒီအသုံးပြုတာလေးလုပ်မယ်ပြီးတော့ဆက်ယုံနေမှာဆိုလဲဗောနော်မိโกဒိတ်တာဗောနော်မိโก ထွက်တာကိုရှင်းချပေးနိုင်တဲ့ဤပညာတွေအသုံးပြုမယ်ပြီးတော့ဒီစေယုံကထွက်တဲ့အမိုက်တွေဆိုရင်လည်းပေါ့နော်စွန့်ပြစ်တဲ့အခါမှာဆိုရင်မီရှုတာထက်ပိုကောင်းနေပေါ့နော်ဒီအဲဒီတံငွေကိုဖမ်းယူတဲ့ဤပညာတွေပေါ့နော်ပို့ပြီးတော့ safe ဖြစ်တဲ့စိတ်ချရတဲ့ဤပညာတွေအသုံးပြု ဒါကောင်းတယ်ပေါ့နော်ပြီးတဲ့အခါကျတော့ပတ်ဝန်းကျင်မှာလဲပေါ့နော် green ဖြစ်အောင်ပေါ့နော်ဒီသစ်ပင်นี่အများကြီးဆိုင်ပေါ့သစ်ပင်นี่ဆိုရင်ဒီ carbon dioxide ကိုဆုပ်ယူတယ်အောက်ဆီဂျင်ကိုထုတ်ပြီးတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲလုပ်ငန်းဆောင်တာလုပ်ပြီးရဲဆိုသစ်ပင်นี่တွေများများဆိုင်ပြီးမယ်ပေါ့နော်အဲဒီရှိမယ်ပြီးတဲ့အခါကျတော့ဒီအဲ power ပေါ့နော်ဒီစွမ်းရင်အသုံးပြုတဲ့အခါမှာလဲပေါ့နော်တက်နိုင်နေဆိုရင်တော့ကွာဒီ reset တွေထည့်ပေါ့နော် solar တို့ဒီလေပိုင်းတို့ရေပိုင်း ဆိုင်ရာလက်စစ်တို့နော်ဒါလေးတွေကိုအသုံးပြုရတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်နောက်ဒီဆရာမတို့အမိုက်တီဆွန်ပြစ်ကြတဲ့အခါကျရင်ပေါ့နော်ဒီ plastic တွေဆိုလဲဒီလိုမျိုးအပြင်မှာဆွန်ပြစ်တာထဲပေါ့နော်တစ်ခါတော့မဟုတ်ပဲနဲ့သူကပြန်ပြန်လဲအသုံးပြုလို့ရစား recycle ပြန်လုပ်လို့ရတယ်ပေါ့နော်ပြီးတော့အမိုက်တီပြစ်တဲ့အခါကျရင်လည်းအန်ဒီရရှိတဲ့အမိုက်ရအစိုးချောက်ပေါ့နော်အဲ့လိုမျိုးအဆင်လေးတွေခွဲပြီးတော့ပြစ်ပြစ်တာလေးကပို့ပြီးတော့ဆေးချရတယ်ပေါ့နော်ဒီမီရှိုးတာထက်ဆိုင်တခြားပေါ့နော်အကုန်ကြလဲတက်တာပြီးတော့အဲဒီပတ်ဝန်းကျင်လဲအန်ဒီရဂိမ်းနဲ့နီလန် င်းလေးတွေပေါ့နော်ဒါလေးတွေကိုတော့အသုံးပြုတင်တယ်ပေါ့နော်ဟုတ်နောက်ပြီးတော့ဒီဂျမ်းမာကြီးဝန်ဆောင်မှုပေးတဲ့ဒီဆေးရုံဆေးကန်းတွေပေါ့နော်ပတ်ဝန်းကျင်တွေမှာဆိုလဲဒီသူတို့ဒီဆေးရုံကထွက်တဲ့ပစ္စည်းတွေပေါ့နော်ဒါ ਈ ဆိုလဲပေါ့နော်အန်ဒီရေမဖြစ်အောင်ပတ်ဝန်းကျင်အန်ဒီရေမဖြစ်အောင်စွန့်ပစ်တဲ့နီလန်းလေးတွေပေါ့နော်ဒါလေးအကျဉ်းဆုံးတင်ပါတယ်ပေါ့နော်ပေါ့နော်ပညာရှင်နဲ့တိုင်ပင်မျိုးဟုတ်ကဲ့ပါဆင်မအဲ့တော့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆင်မဖြစ်ဆွတ်အကျဉ်းပြုချင်တာများရှိပါသေးလားရှင်ဟုတ် ဟုတ်ကဲ့ပါဒီနေ့အဲကျွန်တော်တို့ပြောသွားကြတာလေလူညဉ့်ဉန်းချင်းကပါလေပေါ့နော်လေလူညဉ့်ဉန်းချင်းကိုဘယ်လိုတိုင်းတကြတယ်ဘာတွေကြောင့်ဖြစ်တယ်ပြီးတဲ့အခါကျတော့ဒီနောက်ဆက်တွဲကျမ်းမာရေးအခြေအနေတွေပေါ့နော်ဆောင်ရွက်ဆောင်ရွက်ကာကွယ်ရမယ့်နီလန်းလေးတည်သွားပြီဆိုတော့ဒီနီလန်းလေးတွေကိုတယောက်ချင်းစီရလဲလိုက်ပြီးတော့ကြိုးစားပြီးလှုပ်ဆောင်မယ်ဆိုရင်တော့ဒီလေလူညဉ့်ဉန်းတာတော့ပေါ့နော်တိုင်းတာတစ်ခုထိတော့ကာကွယ်နိုင်မယ်ထင်ပါတယ် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆိုတော့ကဘာကြီးကကျမ်းမာလာပါဘူးကဒီကတိတိလေးတွေကစပြီးတော့เนาะကိုကိုတိုင်းကလည်းကောက်ွယ်ဆောင်ရှောက်အောင်ပါဆိုတော့ဒါလေးတွေလောက်တိုင်းကဘာကြီးကလာပါပြီးတော့လေးရင်းညမ်းမွေလည်းရှော့ချနိုင်မယ်လို့ထင်ပါတယ်เนาะဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်အဲ့အကြောင်းမလို့ဒီနေ့ရဲ့ဆွေးနွေးတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လာရောက်ဖြေကြားပေးတဲ့ခွန်ရှိရှိကွန် Health Care Center ကဒရမျက်မှုဦးကိုထထုမန်လီ FN နဲ့ Team Radio ကနေပြီးတော့ကျေးဇူးများရွက်တင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမလည်းကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာဒုက္ခနဲ့ပြည့်စုံကြပါစေရှင်